ကွက်လပ်ဖြည့်စာကြောင်းနဲ့ဖြည့်တဲ့အခါမှာအခက်အခဲရှိနေတဲ့အကြောင်းသားတွေအတွက်ဒီနေ့ word form ကပြားလေးကိုသင်ပေးတော့မှာဖြစ်ပါတယ်။ word form ကပြားလေးကို channel တူတူ like ပြီးတော့ဆိုကြည့်ရအောင်။ကွက်လပ်နောက်မှာတန်းပါရင် er ပေါင်းဖို့ပြင် verb နဲ့ကပ်လို့မေးရင်တော့ adverb ထည့်မှာပေါ့။အများနဲ့တယောက်ရှင်းလာရင် est ပေါင်းဖို့ပြင်ပိုင်ဆိုင်မှုနောက်မေးရင်တော့ noun လေးထည့်မှာပေါ့။ အရေအတွက်နောက်မှာမေးလိုက်ရင်နောင်းလေးထည့်ဖို့ပြင် AN တဲ့နောက်မေးရင်တော့နောင်းမဲပြန်ထည့်ဖို့ SS ကြားမှာမေးလိုက်ရင် adjective adverb ထည့်ဖို့ပြင် quality ရှိဆုံးမေးရင်တော့နောင်းမဲထည့်မှာပေါ့ AN တဲ့နဲ့နောင်းကြားမှာ adjective ကိုထည့်ရမှာ there plus verb to be now မေးရင်တော့ noun အနေနဲ့ညှိမှာပေါ့ ကျတော့ဒီချေခုရွတ်ပြသွားတဲ့ကြပြလေးကကွက်လက်တွေဖြည့်တဲ့အခါမှာအခက်ခဲရှိနေတဲ့အကြောင်းသားတွေအတွက် word form ကြပြလေးကိုပြောပြသွားတာဖြစ်ပါတယ်။ဆိုတော့ now လာမယ့်ဗီဒီယိုမှာဒီ word form ကြပြရဲ့ရှင်းလင်းချက်ကလေးကိုတင်ပေးသွားမှာဖြစ်တဲ့အတွက်ကျတို့ page ကို like and follow လုပ်ခဲ့ပါ။ Bye bye ။